2026ကိုကဘာဖလားပြိုင်ပွဲဟာနောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့စီရိုနက်တိုအတိပြုပြောကြားခဲ့ပါတယ်။ပေါ်တူဂီလက်ရွေးစီနဲ့တင်ကောင်းဆောက်တိုက်စစ်မှုစီရိုနက်တိုက2026ကဘာဖလားပြိုင်ပွဲဟာသူ့အတွက်လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့အတိပြုပြောကြားခဲ့ပါတယ်။စီရိုနက်တိုကလက်ရှိချိန်မှာ2026ကဘာဖလားခြေစစ်ပွဲရှင်ပြိုင်ကစားဖို့ ပေါ်တူဂီနိုင်ငံကိုရောက်ရှိနေပေမဲ့ဆာအူဒီမှာပြုလုပ်တဲ့ကမ္ဘာခရီးသွား conference ကိုအွန်လိုင်းကတက်ရောက်နေစမှာ CNN ကအနာယူမဲ့အချိန်ကို မေးမြန်းခဲ့တာထပ်ပါတယ်2026ကမ္ဘာဖလားကနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လားဆိုတော့မေးမြန်းမှုကို စီရိုနီဒိုကသင်ကြားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်42နှစ်ပြည့်တော့မှာကြောင်းပါလို့ပြောကြခဲ့ပါတယ်ဒါအပြင်တနှစ်ဒါမှမဟုတ်နှစ်နှစ်ကြာရင် အနားယူတော့မယ်လို့လည်းဆိုခဲ့ပါတယ်လက်ရှိအခိုက်အတန့်ကအရန်ကောင်းနေတယ်လို့ကျွန်တော်ခန်းစားရတယ်လို့ကျွန်တော်ကိုယ်တွေတွင်းနေမြန်ဆန်ပြီးထထမြမြရှိနေတယ်လို့လည်းခန်းစားရပါတယ်ပျော်ရွှင်ရတဲ့အခိုက်အတန့်ကဒါပေမဲ့မကြခင်အနားယူတော့မှာပါဘာကြောင့်လဲဆိုတော့ဘိုလ်လုံးအတွက်ကျွန်တော်အားလုံးပေးအပ်ခဲ့ပြီးပါပြီအ ਨੇ ဆုံး25နှစ်တာကာလမှာအရာအလုံးကိုလည်းလှုပ်ဆောင်ခဲ့ပြီးပါပြီမကြခင်ဆိုတဲ့အဓိပ္ပာယ်များ တနက်ဓမ္မမုံနက်နက်ပါလို့စီရနဲ့တို့ကပြောကြခဲ့ပါတယ်။စီရနဲ့တို့ဟာကမဖလားပြိုင်ပွဲကို၅ကြိမ်ရှင်ပြိုင်ခဲ့သူဖြစ်တာကြောင့်လာမယ့်2026ကမဖလားပြိုင်ပွဲကသူ့အတွက်6ကြိမ်မြောက်ဖြစ်လာမှာပါ။ပေါ်တူဂီတင်ကလော်လော့ဆယ်ခြေစပွဲမှာအောင်သိပေမဲ့နှစ်ပွဲအလုံးမှာဒုတိယနေရာကအသင်းကိုငါးမှတ်ဖြတ်ထားတာကြောင့်အိုင်ယာလန်အာမေးနီးယားလိုနဲ့ရင်ဆိုင်ရမယ့်နှစ်ပွဲမှာနှမက်ရယုံနဲ့ခြေစပွဲအောင်တော့မှာပါ။